မင်္ဂလာပါရှင်မက်လ20ဇာပိနေ့ရွှေခွဲအထူးဇာပိနေ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့အခြေခံပညာကျောင်းသားကျောင်းသူတွေနွေရာသီကျောင်းပည့်ရမှာရပောင်း20ကျောင်းပြန်တရားမယ်ဆိုတဲ့သတင်းဟာမမှန်ဘူးလို့ပညာရေးဝန်ကြီးဌာနညင်ဆိုတဲ့သတင်းအခြေခံပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ယခုနှစ်နွေရာသီကျောင်းပည့်ရမှာရပောင်း20ကျောင်းပြန်တက်ရမယ်ဆိုတဲ့တဲ့ရင်ဟာမမှန်ကန်ဘူးလို့ပညာရေးဝန်ကြီးဌာနကညင်ဆိုလိုက်ပါတယ်။ 2024-2025ပညာသင်နှစ်မှာစာမွေးဖြည့်စုပြီးစီးထားတဲ့အခြေခံပညာကျောင်းသားကျောင်းသူတွေအနေနဲ့အခုနေရာဒီကျောင်းပိတ်ရမှာရပ်ပေါင်း20ကျောင်းပြန်တက်ရမှာဖြစ်ကြောင်းအခြေခံပညာဦးစီးဌာနကနေသိရတဲ့ဆိုပြီးပြည်တွင်းသတင်းဌာနအချို့ကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းဖော်ပြခဲ့ကြတာပါအဲ့ဒီတဲ့နဲ့ပတ်သက်လို့ပြည်ပအခြေဆိုင်သတင်းဌာနတစ်ခုရဲ့ information တင်ကနေမေကုံမေမြန်ခဲ့တာကိုပညာရေးဝန်ကြီးဌာနကပြန်လည်ဖြေကြားရမှာတော့ညရာသီကျောင်းပိတ်ရများတွင် ចောင်းတယောက်ရမယ်မှာမဟုတ်ပါចောင်းဖြေချအပ်ပါတယ်ဆိုပြီးဖြေချခဲ့တယ်လို့သိရှိရပါတယ်ရှင်ဆလတ်တင်စမဲတဲ့ရင်ကတော့အင်းလီကန်ဟဲရရွာမာရင်းရှားသေးဦးတူပူပြင်းပြီးတဲနှုံများပြေနေတာကြောင်းရွာတွင်ရေခဲချောင်းနေတယ်လို့ဆိုရတဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရှိမြို့နယ်အင်းလီကန်ဟဲရရွာမာရင်းရှားသေးဦးတူပူပြင်းပြီးတဲနှုံများပြေနေတာကြောင်းရေခဲချောင်းကကုန်းခေါင်ခေါင်ဖြစ်နေကြောင်းသိရပါတယ် အခုလိုဖြစ်နေသည်မှာဖေဖော်ဝါရီလတွင်ပိုဆိုလာခြင်းဖြစ်ကြောင်း2024ခုနှစ်အောက်တိုဘာလတွင်စံချိန်တင်ရေးကြီးမှုဖြစ်စဉ်ကြောင်းအင်းတိန်ဘက်မှတောင်ကြား၆ရင်းများစီစဉ်ခြင်းကြောင်းတဲနှုံများပူချမှုများပြလာကြောင်းဂျေးဝါလန်များသွာလာမရအောင်ခြောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။အေလေးကန်အနောက်ဘက်ခြမ်းရှိဂျေးဝါများတွင် အင်းတိန်ချောင်းတဲနှုံပူချမှုကြောင်းမြေတူတက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ အင်းလေးကံအတွင်ရေကြနှုံဟာရခိုင်နေကာလာများထက်ပုံမှုမြန်ဆန်လာမှုရှိကြောင်းယခုထက်ပုံမှုကောင်းမွန်တဲ့နည်းလမ်းများဖြင့်ရှေးများကိုတားထားရန်လိုအပ်မှာဖြစ်တယ်လို့အကြံပြုထားကြောင်းလည်းသိရပါရရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မလှိုင်မျိုးနေကြောက်တန်းကြီးရွာတွင်ရက်ကြီးစည်ရတဲ့ဦးကို PDF ချောက်ကတနက်ဖြန်ပြစ်ခတ်တဲ့သတင်း။မလိုင်မြို့နယ်ကြောက်တန်းကျေးရွာတွင်ရက်ကြီးစေးတူကို PDF ချအူကတနက်ဖြန်ပြစ်တက်ခဲ့ကြောင်းသိရပါဗျ။ 2025ခုနှစ်မတ်လ15ရက်နေ့နေ့ရှင်းအားရွယ်တွင်မန္တလေးတိုင်းဒေသကြီးမလိုင်မြို့နယ်ကြောက်တန်းကျေးရွာမှာတနက်နေ့ပြစ်ခတ်ခံရလို့အမျိုးသားတဦးသေဆုံးသောကြောင့်တရင်အရာလုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာအစုပါကျေးရွာနေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရက်ွက်ကျေးရွာဆေးရီဖြစ်သူဦးရဲမင်းနိုင်35နှစ်ဟာ၎င်းရဲ့နေအိမ်မှာရှိနေစဉ် PDF 6ဦးကဆိုင်ငယ်3စီးဖြင့်ရောက်ရှိလာပြီးတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်သွားခဲ့တဲ့အတွက်ဦးရဲမင်းနိုင်တွင်ကြီထိမှန်တရားများရရှိကသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ောက်ထပ်တင်ဆက်မယ့်သတင်းကတော့မန်းရွှေဆက်တော်ဖရာရေဗုဒ္ဓဘုဇနီယပွဲတော်တွင်တိတန့်ရှင်များကနှစ်ရတအခမဲ့ဖြောပြတင်ဆက်ပေးမယ်ဆိုတဲ့သတင်း။ မကွေတိုင်းမင်းဘူးမြို့နယ်ရှိမန်းရွှေဇတ်တော်ဖရာရဲ့ဗုဒ္ဓဘုဇနီယပွဲတော်ကာလဖြစ်တဲ့မတ်လ18ရက်နေ့19ရက်တို့တွင်ဒေသရှင်များကတပေါင်းပွဲတော်ညအဖြစ်နှစ်ရက်တောင်အခမဲ့ဖြိုဖြည့်တင်ဆက်လျက်ရှိတယ်လို့သိရပါတယ်။ဒေသရှင်များရဲ့အခမဲ့ဖြိုဖြည့်တင်ဆက်မှုများနဲ့အတူအညိပွဲများလည်းပါဝင်မှာဖြစ်ကမန်းရွှေဇတ်တော်ဖရာပွဲတော်အထူးတရားမဟုတ်ဘူးအနေရှိစိတ်စင်မြင်တွင်ကျင်းပလျက်ရှိတယ်လို့သိရပါတယ်။ ်လက်ရှိစတော်ဖရာရဲ့ဗုဒ္ဓပုဇနီယပွဲတော်အားဖေဖော်ဝါရီလ2ရက်မှဧပြီလ18ရက်အထိ85ရက်ကြာကျင်းပပြုလုပ်လျက်ရှိပြီးစတင်ကျင်းပရည်နေ့မှာစပြီးဒီကနေ့အထိပြည်ရင်းပြည်ပေါင်းမှဖရာဘုဧည့်သည်1500ကျော်လာရောက်ဖူးမြော်ခဲ့ကြောင်းလည်းသိရပါရဲ့ရှင်ထမန်ဒီဆမ်မဲတရင်ကတော့ရခိုင်ပြည်နယ်မှာတကြံပွဲတော်ကိုစီကားတိုင်မြိုင်စွာကျင်းပပြုလုပ်သွားမယ်လို့ပြည်နယ်ဝန်ကြီးချုပ်ပြောကြားတဲ့တဲ့ မြမရူရာမဟာဒကြံပွဲတော်ကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်စီကားတိုက်မြိုက်စွာကျင်းပပြုလုပ်မှဖြစ်တဲ့အတွက်မိမိတို့ရခိုင်ပြည်နယ်တွင်လည်းရခိုင်နှင်းများအနီးတူစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှဖြစ်ပြီးပြည်နယ်ရဲ့မြို့တော်ဖြစ်သောစစ်တွေမြို့တွင်စီကားတိုက်မြိုက်ပျော်ရွှင်အောင်ကျင်းပဆောင်ရွက်သွားမယ်လို့ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကမဟာဒကြံပွဲတော်ကျင်းပနိုင်ရေးလုပ်ငန်းညီနိုင်အစည်းအဝေးမှာပြောကြားကြောင်းသိရပါဗျ။အလားတူရခိုင်ရိုးရာဆင်လာမပြတ်နှစ်သာသွေးပွဲ ဖျားရည်သက်ပေပွဲတကြီးပုဇော်ပွဲနဲ့အန်ဒီယကင်းပြည်တရားနိုင်ပွဲများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ရခိုင်နှစ်ကအတိုင်းဝင်ကြီးဌာနအလိုက်ဦးစီးဌာနများစုစည်းပြီးရေကစားမန်းတပ်များပြုလုပ်ပြီးရိန်းကများဖြင့်ဖြိုရီတင်ဆက်နိုင်ပြီးကျွန်းတင်စီစဉ်ဆောင်ရွက်ကြစီလိုကြောင်းပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ကျွန်မရန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရရှင်။